သူကအကုန်ကုတယ်အဓိကကျွန်တော်တို့အများဆုံးဖြစ်တာနှာခေါင်းကင်ဆာဖြစ်တယ်ဗစက်ကင်ဆာဖြစ်တယ်အဆုတ်ကင်ဆာဖြစ်တယ်အဆုတ်ကင်ဆာလို့ပါလို့ကြတော့အမရဲ့ဒီသွေးရမ်းပါတယ်ဒီအဆုတ်ကင်ဆာနဲ့ပတ်သက်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေသူကုတယ်သူကုပြီးတော့ဟိုနှစ်လသွင်းတော့တည်တာပဲနှစ်လသွင်းမှသူပထမဆုံးဥမာထမင်းပြန်စားလာနိုင်တာတော့ဒီ၃မိနစ်လောက်ဆိုတည်တာတယ်သွေးရနာရပါဆိုလို့ရှိရင်၄-၅ရက်ဆိုရက်သွားတယ် အဲ့လိုမျိုးပေါ့နော်ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းတော့တတ်တာပြောက်ခင်းနိုင်ပေါ့ကျွန်တော်အတွက်လည်းဒါအကျိုးများတစ်ခုမှလည်းကျွန်တော်ရတာမဟုတ်ကျွန်တော်ခုနပြောဆိုကိုရောက်တဲ့နေရာမှာထူးဆန်းတာလေးရှင်ကိုပရိသတ်တွေဥပမာလေးဖြတ်တာလည်းရှိရင်ရှိမယ်ကိုပရိသတ်တွေမှာမိမိပရေကအယိုးကျိုးလို့ဟိုမကုနိုင်လို့ဒီလိုဖြစ်တဲ့လူတွေလည်းရှိရှင်ရှိမယ်အဲ့ကြကျွန်တော်အဲ့လိုလိုင်းပေါ်မှာတင်တင်ပေးတာပေါ့အာကျွန်တော်ရဲ့စေတနာပါကျွန်တော်ကပြောလေ ဟိုစိတ်ထဲမှာယုံကြည်မှသွားပါလို့တော့မယုံကြည်တော့မသွားနဲ့လေအဲကိုယ်စိတ်ထဲမှာတကယ်ယုံကြည်လဲဆိုသွားကူကြည့်ကျွန်တော်ကတော့ခုနပြောသလိုပေါ့အရှိမတယောက်နဲ့ယောက်သုံးယောက်ကျွန်တော်အမြဲတမ်းစမ်းနေအဲ့ဒါလည်းကျွန်တော်လိုင်းမော့မတင်အောင်ဘာလို့လဲဆိုတော့ကျွန်တော်ကလိုင်းမော့သွားဘာမှမစမ်းတဲ့ပဲလိုင်းမော့တင်ကျွန်တော်ကစေတနာလုပ်လိုက်တဲ့ဟာဝေဒနာဖြစ်မှာကြောက်တယ်တော်တော်တချို့ကဒီကိစ္စမှာဟိုတိတ်မလုကြအောင်မလုကြအောင်ဆိုတာဟိုကောင်းတဲ့အရာတွေ့နော်တမျိုးပေါ့တခုကြုံတွေ့လိုက်ပြီဆိုရင်အာကို့ဝိုင်းပြောမှာကြောက်တယ်အဲ့ကြောင့်အာကိုနေတော့ကျွန်တော် ဟိုဦးလေးလေးဖြတ်တယ်ကျွန်တော်ကူပြီးပါကျွန်တော်လိုက်ပို့ပေးလိုက်အာကောင်းပါရင်တက်တာပါအရနောက်ထပ်2ရက်လောက်3ရက်လောက်ဆန်းတော့မှတကယ်တက်တာပါဆိုကဲကုကျင်တဲ့လူ5 6ယောက်ပေါ့ဗျာအများကြီးမဟုတ်ကိုကအဲ့လောက်ပဲမှန်းလားအဲ့လို5 6လေးကိုတွားကူလို့အစဉ်ပြေသွားပြီဆိုသူတို့လည်းပြန်မျှဝေပြီပါကိုကအဲ့လိုလေးပဲပြောတယ်ဘာကြောင့်လဲဆိုကိုကြောင့်တစ်ဖက်သားလူတွေဟိုကျမ်းမာသွားတယ်မိသားစုနဲ့အချိန်ကြိုင်းနေရတယ်အဲကုန်ကြစိတ်ကြီးကင်းစားဆိုတော့ရှိသမျှပတ်စံနေအများဆုံးကျူသွားတဲ့အရာတစ်ခုလေးနည်းနည်းနဲ့မိသားစုနဲ့နေရဆိုကျွန်တော်အဲ့ဒါဂျင်းနေပြီ အဲ့ဒါကြောင့်ကျွန်တော်ဘယ်နေရာဖြစ်ဖြစ်အဲ့လိုမျိုးလေးတခြင်းဆိုတဲ့နေရာတိုင်းမှာကျွန်တော်အမြဲတမ်းမေးလေးရရှိတဲ့အရာလေးပါဟိုကကျွန်တော်ကနေမှာတခြင်းဆိုတာများတယ်လေအဲတခြင်းဆိုတာများတော့ဒေတာနေရာတစ်ခုပေါ့အဲ့လိုလေးမှာကိုကဟိုငှားတာများကြတယ်ကိုကအဲ့လိုလိုင်းမော်တာ ဒီတချင်းဆိုတဲ့ဟာမတင်ပြပြင်မဲ့အကူတော်တော်များများတလောက်ဟို၄၅ချိန်၆ချိန်လောက်ရှိအကူနယ်မှာတချင်းဆိုရတာများတယ်အများအချိန်မှာကိုကနေတနေသွားပြီဆိုအဲ့နယ်မှာပါလေးတွေထူစားရလဲထူကြတဲ့အရာပေါ့ဥမာဇလန်းဆိုရင်ဇလန်းလေးတွေအဲဒါမှမဟုတ်လို့ရှိလို့ရှိရင်ဒီမှာတော့ကျမတို့ရွာမှာတော့အယူနဲ့ကူတဲ့ဆရာတွေရှိတယ်လေးဖြတ်တာတွေကူတဲ့ဆရာတွေရှိတယ်ဆိုရင်ဟုတ်လားပေါ့ဟုတ်တယ်ဘယ်လောက်ထိတော်လဲဆိုလို့ရှိရင်တို့အပင်မောကတုတ်ကြလို့ရှိရင်တို့ခေါင်းကြီးပါဆိုတော့ဝင်သွားတာ အဲ့လိုပေါ့ဒီလိုကောင်းလေးကိုနှိပ်ဝင်သွားပြီဆိုလို့ချင်းအဲ့လိုကုသတဲ့ဒီဆရာတွေကျွန်တော်တွေ့ဘူးလေအဲလေးဖြတ်တာတွေပါတယ်ကုပူတဲ့ဆရာတွေတွေ့တယ်အဲ့လိုဆရာစုံနဲ့တွေ့သလိုဟိုဇလန်မတူတဲ့ဇလန်လေးတွေအကွာတွေ့ရလေအဲ့ပါတနေ့ကျတော့ဒီဒီကင်ဆာပေါ့အဲ့ဇွာလေးမှာတချင်းသွားဆိုရင်လည်းအဲ့အဲ့ရှင်မှာသူ့မှာကင်ဆာတွေပါကုတာအရှင်မှာဟိုတယောက်နှစ်ယောက်လောက်ကိုကြုံမှုတယ်အဲ့ကြုံမှုအကွာကျတော့လိုင်းမှာမှာအဲ့လိုချက်ချင်းမတင်ဘူးကိုကမင်းသားတယောက်ဖြစ်တဲ့အတွက် ဝေဖန်ခံရမှာလေကြောက်တယ်မဟုတ်ဘဲနဲ့ပြောတယ်ဆိုလို့ရှိရင်လည်းကိုရောအစဲခံရမှာလေအဲကြောင့်ကိုကတငယ်ချင်းတွေပါအဲ့လိုသုံးလားခံလို့တငယ်ချင်းတွေပါဆိုလို့ရှိရင်အာ तू ကပတ်စံရမ်းချမ်းတာချမ်းတော့အာမင်းတို့ငါတော့အဲ့ရွာမှာတော့တချင်းစုဘူးလေဗောနော်မင်းအဲ့ရွာဦးလေးနဲ့အဲ့ပပနဲ့တွားပြကြည့်ပါလားဆိုအာမင်းဗမာဆရာမင်းကအင်္ဂလိပ်ဆရာတော့မှမနိုင်တာတဲ့ဒီဗမာဆရာဘယ်လိုလုပ်ပြီးကုနိုင်ပါလဲတဲ့မဟုတ်ဘူးလို့လူတိုင်းမှာတော့သူ့ပါတယ်အဆန်းရှိရဲ့လို့မင်းအခုတွေးနေအန်နေရဒီ level နဲ့က ဆိုတွေးဆိုတောက်လျှောက်အန်တာတရားကိုတခါအဲ့နဲ့ငါစေတနာနဲ့ပြောပါဘောနော်မင်းကိုမင်း၃လပဲခံမဲ့တူတူငါပြောလိုက်လို့မင်းတတဝိုင်းနဲ့တတဝိုင်းမှာပေါ့ကွာဒါမဲ့ငါလည်းမသိဘူးငါအရှိမှာတော့ဟို၁၀နှစ်လောက်ကြာတဲ့အဲ၆လပဲခံမဲ့အဖိုးကြီးတော်မှာအခုလောက်ထိ၁၀နှစ်လောက်ထိနေရတဲ့ဟာလေငါကိုယ်တိုင်တွေးခဲ့ပူတယ်ပေါ့အဲ့မင်းသွားပြကြည့်ပါဆိုတော့အဲ့လိုမျိုးပြလိုက်တာအဲ့ချိန်မှာဒီကောင်ကမယုံချင်းယုံချင်းနဲ့လိုက်ပြီးတော့ကုလိုက်တာအဲ့မှာသူ့တွေရရက်သွားတရရထမ်းတယ်တောက်လျှောက်အန်နဲ့တွေရ အပ်ပြီးတော့ဟောလောက်၃ဘက်လောက်နေမယ်၃ဘက်လောက်နေထမင်းပုံမှန်ပြန်စားတယ်ထမင်းပုံမှန်ပြန်စားလာနိုင်တယ်ပြီးတော့သူနောက်ထပ်တလားကြော်ကြော်လောက်လောက်ခန္ဓာကိုယ်ကပြန်ပြီးတော့ပြေတာအဲ့မှာထူးဆန်းတာအဲ့လိုဓာတ်မှန်ရိုက်လိုက်တဲ့အချိန်မှာအနာလိုမျိုးပဲဖြစ်တော့ကင်ဆာလိုမျိုးမဖြစ်တော့အဲ့အဓိကကျွန်တော်တို့ကကြတော့ဟိုသွားတဲ့နေရာမှာပဲဖြစ်ဖြစ်ကို့မှာချက်တဲ့ပြိတ္တရှိရလေကျွန်တော်ကလိုင်းပေါ်မှာအဲ့လိုကြီးဟိုပောက်သွားမယ်လို့လည်းမထင်ဘူး အော်လို့ငါပြိတ္တလေးရှိရပဲငါပြိတ္တမှာလည်းခံစားနေရတဲ့လူတွေပါရှိတယ်ဆိုလို့ရှိရင်အဲသူတို့ငါရဲ့ဒါလို့နားထောင်ပြီးငါသူတို့လမ်းညွန်ပေးမှာပေါ့ဟိုလမ်းညွန်ပေးလိုက်တဲ့အချင်းကသူဒီသုံးလားနေရမယ်သူသူသူဒီနှစ်နှစ်သုံးနှစ်လောက်နေမိသားစုနဲ့ပုံနေရတယ်ဟိုကိုယ့်ရဲ့စေတနာပေါ့နော်ကင်ဆာဆိုတဲ့ယောဂါဖြစ်သွားပြီဆိုလို့ရှိရင်ဘယ်လိုပြောရမလဲတိမ်မဲကိုထိုင်ဆောင်ရတာပြီးရင်ရှစ်သမျှကိုစူးစောင်းထားတဲ့ပတ်စံတွေအကုန်လုံးကအကုန်ဖို့ပဲတော်ကြနေတက်ခင်တော်ကြနေလို့လူကမခံနိုင်တော့ဘူးလေ အမခံနိုင်တော့ဟိုပတ်စံနေကိုရင်းကိုရင်းနဲ့ဟောဒါလေးကြောက်တော့လေဟိုဘာပဲဖြစ်ဖြစ်ပေါ့နော်သူတို့ကပတ်စံအခါချင်းမှုတယ်သူစေးဘူးလေးပဲသူတို့ကယူကြတာလေအဲသူတို့ကလည်းအဲ့လောက်ထိချမ်းသာပူပါမို့တာသူတို့ကယူရဲယူသားကြတယ်အော်သူတို့ကလည်းစေတနာပေါ့အဲအဲ့ထဲမှာပါတဲ့ဒီစေးမြစ်တွေဆိုရင်မှမုကွန်ချာလို့တခြားစေးမြစ်တွေအများကြီးပါတယ်အဲစေးတွေနဲ့သူတို့ကရောပြီးကုတာအဲမုကွန်ချာဆိုတဲ့အရာကသူကမခုတ်တက်လို့ရှိလို့ချင်းချက်ချင်းပုတ်သွားသူကခုပုံခုနေလေရှိတယ်ပြီးလို့ရှိရင်သူ့ရဲ့ဒီထိတ်ကလေးကမှအစိတ်ရှိတယ် အဲ့ဒီစိတ်ကိုဖိပြီးတော့ညှက်ကလာသူကအစိတ်ရှိရင် ပုတ်သွားအောင်ကုလို့မရတော့အဲ့တော့သူကအယမ်းရှားတယ်သူ့ကိုရာမှအဲဘယ်လိုပြောလဲလူ9ယောက်6ယောက်ပဲကုလို့ရတာအာကုလို့ရဆိုတော့အဲ့နဲ့ဘဘမှာစိတ်လေးရှိတာဆိုတော့ငါမှတော့သူကဒီ6 8ယောက်6လောက်ပဲရှိတယ်အများကြီးမရှိဘူးအဲ့အဲ့ဆိုလို့ရှိရင်လည်းကျွန်တော် line ပေါ်မှာတော့ကျွန်တော်တင်လိုက်မယ်ပေါ့နော်တင်နေသောဘာပဲဖြစ်ဖြစ်ဒီကိစ္စတွေ့ရတဲ့လူတွေပါရှိလို့ရှိရင်လာကူးလို့ကျမ်းမာသွားရင်ကိုကကျေးဇူးတင်တာပေါ့ အဲ့လိုမျိုးလေးနဲ့ကျွန်တော်ကရောက်တဲ့နေရာတချင်းစုရဲ့နေရာမှာထူးထူးဆန်းဆန်းနေကျွန်တော်ကမေးလျက်ရှိတယ်တခါကြလို့ရှိရင်လည်းထူးဆန်းတဲ့ဇက်တွေလည်းတွေ့ရဥပမာကျွန်တော်ဟိုပျော်ပွဲဘက်မှာတချင်းသွားဆိုတော့ဆိုရင်အကောင့်တလားလေအကောင့်တလားဆိုတော့ကျောင်းနိုင်ငံမှာတကယ်ရှိတယ်ဒီလေးလေးယောက်မြုပ်ထားတာအဲ့မှာ နေပြီးတော့ဟိုတစ်ခေါက်ကလူကြီးတွေရောက်အောင်အင်တာဗျူးလုပ်တယ်သူတို့ဒီအဲ့ဘဘပြောပြောအဲ့နေပြီးတော့လူတွေကဒီသွားဂျူသွားတာသူတို့ဒီပြလိုက်မှာစမ်းကြည့်မယ်ဆိုပြီးတော့ဒီအကောင့်တလားရဲ့တယ်ဝမ်း သူတို့လမ်းမှာဘိန်းတွေပေါက်တယ်သွားတယ်ပြီးတော့အဲ့တည်းရောက်လဲရောက်အဲ့မှာရှိတဲ့တချို့တွေကဒုက္ခရောက်ပြီးကြောက်ပြီးတော့ကြောင်တောင်နေဖြစ်တယ်တည်ရဲလူတွေရှိတယ်အဲ့တော့မှနေပြီးတော့ပြားတက်ကတူကလည်းဟိုအင်တာဗျူးထားတာရှိတယ်လို့တော့ပြောဘူးလေအဲ့သူတို့ရှင်းပြတာပေါ့အဲ့ရဲ့ဇက်ဆိုလို့ရှိအရန်ကောင်းတယ်တလားကျွန်တော်အဲ့လိုမျိုးလေးတွေအဒီရွာမှာပတ်သက်တဲ့ဟာငါတို့ရွာမှာတော့ဒီအကောင့်တလားဆိုတာရှိတယ်ဟိုးလုံးကမြုပ်ခဲတဲ့နေရာဆိုအဲ့နေရာသွားကြည့်တကယ်ကိုရောက်တာနဲ့စက်သိန်းတစ်ပြိုင်ပြိုင်ထားတာအဲ့လိုမျိုးလေးကျွန်တော်ကလိုက်ကြည့်တယ် အော်ဒီဇယ်လေးတွေဆိုလို့ရှိလို့ရှင်ထူးဆန်းတယ်ဒီဟိုလာပြီးပထမဆုံးလာလေးသွားတယ်လွာတယ်ထိုင်းမလေးဆိုလို့ရှင်ဘယ်လောက်ထိအဖြစ်ဆိုးနဲ့ကြုံရတယ်ပေါ့အဲအဲ့လိုဇာမျိုးရိုက်ချင်တယ်ဆိုတော့ဟိုမိမိနဲ့လိုက်တယ်သူကထိုင်းစကားကြွမ်းတယ်လေအဲဒါရာမျိုးဆိုတော့ကြောက်စရာလည်းကောင်းတယ်လို့စိတ်ဝင်စရာလည်းကောင်းတယ်အဲအဲ့လိုဇာလေးဆိုကျွန်တော်ကအာသူတို့ပြောတဲ့ဟာလေးကိုကျွန်တော် recording နဲ့ဖန်တာအဖမ်းမျိုးကျွန်တော်အဲ့ဇာလေးတွေပြီးလို့ရှင်ဇလန်းဇာမျိုးဆရာနဲ့ပြန်တိုင်းမြင်ပြီးဇာလေးတွေအဲ့လိုပြန်ပြန်ရေးတာပေါ့ အဲ့လိုမျိုးပဲကျွန်တော်ရွာတရာရောက်အောင်အဲ့လိုဇလန်းလေးမေးတယ်အမေးတဲ့အချိန်မှာတချို့ဆိုရင်ပခုတ်ကူကဥမြင့်အောင်နဲ့နမရအဲနောက်တစ်ယောက်ကဓနုကောင်မလေးလှမိညာသူတို့နှစ်ယောက်ရဲ့အချစ်ဇလန်းလို့အရန်နေတယောက်နဲ့တယောက်ချစ်တာသူတို့နှစ်ယောက်ကကြောင်မြောင်းမှတွေ့ရဟိုကလည်းဓနုမလေးကလည်းကြောင်မြောင်းမှလာပြီးတော့အတော်ဆိုင်မှလုပ်တယ်သူကလည်းတမောတက်ဖို့ဆိုပြီးတော့သူကြောင်မြောင်းမှလွန်ခဲ့နှစ်ပေါင်းများစွာပေါ့ကြောင်မြောင်းမှလာပြီးတော့တမောတက်ဖို့လာလုပ်ရင်းနဲ့ အနှစ်ယောက်သားအဲ့ချိန်မှာဟိုကတမော့တဖို့အလိန်ခံရရလေးလေးဒီဓနုမလေးနဲ့သူနဲ့ဈာမမမျောလဲမဲ့ဟိုသူကပခုတ်ကူပြန်သူကဓနုပြန်သွားကြမတွေ့ရကြမအဲ့အဲ့ကောင်လေးကသူတို့ခက်ခဲလဲလမ်းမန်းသူတို့ကုံကားတွေနဲ့လိုက်အဲ့ခိအချိန်ခါပေါ့ကားလဲရှားရလေအဲ့လောက်ထိအဲသူတို့နှစ်ယောက်ရဲ့အခြေနောက်ဆုံးသူ့ရဲ့ main သူ့ရဲ့အမျိုးသမီးဖြစ်သွားတာပေါ့နော်ခေါင်းမှာကင်ဆာဖြစ်သွားတာခေါင်းကင်ဆာဒီစပင်းနေခဏခဏခေါင်းလျှော်တော့ခေါင်းမှာအကျိတ်ဖြစ်ပြီးတော့တေသွားတာတေသွားအချိန်မှာသူကနောက်ဆုံးအချိန်ချီကိုသူမိမလက်ကလေးအဲ့ဒီမှာတနယ်ဝန်ကိုင်းတာ အလောက်တိချက်တယ်အဲ့လိုဇလန်းမျိုးကျွန်တော်ကလိုက်ထိုင်မိတာမင်းနဲ့အဲ့ကင်စာဦးလေးနဲ့တွေ့တော့ပြောပြတခြားလေဖြတ်တာလည်းပျောက်တဲ့လူတွေရောရှိတယ်အဲ့ကုနိုင်တဲ့လူတွေရှိတယ်အယိုးကျိုးတို့တွေကုနိုင်တဲ့လူစားနေရာတိုင်းအဲ့လိုလက်လက်မေးပြီးတော့အော်ကိုပရိသတ်တွေအကျိုးမျက်ရှိမယ်ဆိုရင်ကျွန်တော်အဲ့လိုင်းမော်လေးတင်နေပြီးတာအဲ့ဒါကိုကျွန်တော်ကုတာလို့ဘာလို့ရှောက်ကြီးအဲ့ဒါလေးလည်းရှိတာပေါ့သူကအကုန်ကုတယ်အတိတ်က ျွန်တော်တို့အများဆုံးဖြစ်တာနှာခေါင်းကင်ဆာဖြစ်တယ်ဗစက်ကင်ဆာဖြစ်တယ်အဆုတ်ကင်ဆာဖြစ်တယ်အဆုတ်ကင်ဆာလို့ပါလို့ဆိုတော့အမရဲ့ဒီသွေးရမ်းပါတယ်ဒီအဆုတ်ကင်ဆာနဲ့ပတ်သက်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေသူကုတယ်သူကုပြီးတော့ဟိုနှစ်လသွင်းတော့တည်တာနှစ်လသွင်းမှသူပထမဆုံးဥမာသမင်းပြန်စားလာနိုင်တာတော့ဒီသုံးမက်လောက်ဆိုတည်တာတယ်သွေးရနာရပါဆိုလို့ရှိရင်၄-၅ရက်ဆိုရက်သွားတယ် အဲ့လိုမျိုးပေါ့နော်ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းတော့တတ်တာပြောက်ခင်းနိုင်ပေါ့ကျွန်တော်တို့လည်းဒါအကျိုးမြတ်တစ်ခုမှလည်းကျွန်တော်ရတာမဟုတ်ကျွန်တော်ခုနပြောဆိုကိုရောက်တဲ့နေရာမှာထူးဆန်းတာလေးရှင်ကိုပရိသတ်တွေဥပမာလေးဖြတ်တာလည်းရှိရင်ရှိမယ်ကိုပရိသတ်တွေမှာမိဘရေကအယိုးကျိုးလို့ဟိုမကုနိုင်လို့ဒီလိုဖြစ်တဲ့လူတွေလည်းရှိရှင်ရှိမယ်အဲ့ကြကျွန်တော်အဲ့လိုလိုင်းပေါ်မှာတင်တင်ပေးတာပေါ့အာကျွန်တော်ရဲ့စေတနာပါအကြာဘင်းနဲ့ပေါင်းများစွာကြပါသူတို့သူတို့ကရွာမှာပဲသူ့ဆိုလို့ရှိရင်မန္တလေးကအထူးကုဆရာဝန်တော်မှာစိုင်ဖွင့်ပေးမယ် အပေါ်နော်တို့လာကုပေးပါဆိုတော့တို့ကသူ့ရွာကိုတို့ကမစွန့်တို့ဒီတိုင်းမဲ့ကိုနဲ့ရေဆက်ပါတဲ့လူတို့ဘာတို့လာကုရင်ကုပေးမယ်ဆိုတော့အဲ့အဲ့လိုမျိုးလေးပဲတို့ထားတာဟိုလိုကြီးစီးပွားအဖြစ်ပါဖြစ်တော့အဲ့လိုမျိုးပတ်စံရှာလူတွေမဟုတ်အော်သွားကုပူတဲ့လူတွေလည်းတင့်တင်ပါပါတို့တော့ရိုးရိုးသားသားပဲအဲ့ဆရာဝန်ကိုယ်တိုင်ကသူ့ရှိမှလာပြီးတော့ပြောဘူးတယ်သူရောဂါပြောင်းလို့အမန်နေရဆရာဝန်ကိုယ်တိုင်သူ့ကိုခေါ်ပြီးတော့ကျွန်တော်စိတ်ချမ်းနဲ့ဖွင့်မိမယ်တလောက်ဘလောက်ဘလောက်ပေးမယ်ဒါလေးကုပေးပါဆိုတော့မှသူမလုပ်ဘူး အဲ့လိုမျိုးတို့တို့ရှိတယ်အဲ့ဒါဘာလဲဒီမျိုးသူရရရရောသူရဘိုးဘင်းပြစ်ဆက်ခရရသူရအဖိုးအဖိုးပေါ့နော်အဲ့လိုတွေရနေပြီးတော့သူရွာမှာဖြစ်တဲ့အချိန်မှာတို့ကအဲ့လိုမျိုးလောက်တာအဲ့လိုမျိုးခုနပြောသလိုတော့တချို့ကကြတော့ကျွန်တော်ဖတ်ပြရတယ်မိုးကွန်ချာအစိတ်ရှိရအောက်တယ်အစိတ်ရှိတယ်ဒါပေမဲ့ထုတ်တက်ကအဲသူတို့ကလူထိလိုက်တာနဲ့ချက်ချင်းပြောင်းဝင်သွားတာကျွန်တော်လိုင်းပေါ်မှာတင်ထားတာလေသူကထိလိုက်တာနဲ့ပြောင်းဝင်တော့တောင်းတန်ုံသူ့ရှာမှတွေ့ အဲသူ့ကိုရှာတွေ့ပြီတွေ့ပြီဆိုလို့ရှိရင်ဒီမြေကြီးအောက်ကနေချက်ချင်းနိုင်ကြီးကယူပြီးတော့သူ့ကိုပြောင်းပြန်ထားပြီးအဲအစိတ်ကိုထုတ်သွားတာအဲအဲ့လိုအဲ့လိုမျိုးပုံစံလေးဟုတ်တယ်ကျွန်တော်တော်တော်ကျွန်တော်ပထမမထင်ဘူး9ရက်6ရက်လောက်ပဲကျွန်တော်ထင်ပြီးတော့ဖုန်းနံပါတ်တောင်ပေးရကျွန်တော်ညတောင်မအေးအောင်အဲ့လောက်ထိကင်ဆာများမယ်လဲကျွန်တော်မသိဘူးပေါ့နော်အဲအဲ့လိုမျိုးထူးထူးဟိုအများဆုံးဖြစ်တာကျွန်တော်တောင်ကြီးတော်တော်များများတောင်ကြီးဦးကြီးများတာဖြစ်တယ်အဲ့ ကျွန်တော်ကတော့ခုနပြောသူကိုယ်မှလည်းကိုယ့်ကိုချက်တဲ့ပြိသက်တွေရှိတယ်ကိုယ်တင်လိုက်တဲ့အရာတခုဟာတို့တွေကောင်းတာလေးဖြစ်တယ်ဆိုကျွန်တော်အများဆုံးကျွန်တော်ဟောရဲဝင်ကြည့်ကျွန်တော် share တာများတယ်ကျွန်တော်စိတ်ရုပ်တည်ထွင်တဲ့ကလေးတွေအဲနောက်ပြီးတော့ Iron Man တို့နောက်လေးရင်တည်ထွင်တဲ့ကလေးတွေဆိုကျွန်တော်တောက်လျှောက် share ပြီးတယ်ကျွန်တော်ဟောရဲမှာရှိဘာကြောင့်လဲဆိုတော့ကိုမလောက်တတ်ပေမဲ့တလူနဲ့ဟို asset တဲ့ဘယ်လိုပြောမလဲလုပ်ငန်းရှင်တယောက်ယောက်တွေ့လို့တလူမြေတော်မြောက်ပင်ကိုကျေးဇူးတင်တယ်အဲကိုလည်းဒီလိုမျိုးပဲလေကျွန်တော် စပြီးတော့အမှုပညာလုံလုံအောင်ဆိုတော့ကျွန်တော်တို့ဆိုဒီလိုမျိုးပဲကို့မှာအဆက်အသွယ်မရှိတဲ့ဒီ wash တွေမှာတုံညာတဲ့ဘလောက်ဘလောက်ဆိုတဲ့အရာကိုကို့မှာဒီ server မှာချရပြီးတနေ့တနေ့ PC ကနေနေရနေဖုံးခေါ်ရတာခေါ်ပြီးတော့မှအဲ့လိုမျိုးတယောက်ကအယူပြောလိုက်အပေါ်ပြောလိုက်အာဒီကောင်ဘာဖြစ်နေလဲဆိုဖုံးနေချသွားခြင်းမှာဇွဲမလျှော့ဘဲနဲ့ဒီနံပါတ်လေးကိုဒီ wash ရနေဒီ chain chain နဲ့မှ snow white ကဥပမာဝုန်းနဲ့တွေ့ပြီးတော့မှကျွန်တော်မီထူးမှန်ထူးအလုပ်ရပြီးတော့မှဒီလုပ်ကိုအမှုပညာလောကလို့စဝယ်အဲတချို့ကတော့သွားကြတယ်သွားတယ်တချို့ကလည်းကျွန်တော်ကပြောရလေ ဟိုစိတ်ထဲမှာယုံကြည်မှသွားပါလို့တော်မယုံကြည်တော့မသွားနဲ့လေအဲကိုယ်စိတ်ထဲမှာတကယ်ယုံကြည်တယ်ဆိုသွားကိုကြည့်ကျွန်တော်ကတော့ခုနပြောသလိုပေါ့အရှိမတယောက်နဲ့ယောက်သုံးယောက်ကျွန်တော်အမြဲတမ်းစမ်းနေအဲ့ဒါလည်းကျွန်တော်လိုင်းမော့မတင်အောင်ဘာလို့လဲဆိုတော့ကျွန်တော်ကလိုင်းမော့သွားဘာမှမစမ်းတဲ့ပဲလိုင်းမော့တင်ကျွန်တော်ကစေတနာလုပ်လိုက်တဲ့ဟာဝေဒနာဖြစ်မှကြောက်တယ်တော်တော်တချို့ကဒီကိစ္စရမှာဟိုတိတ်မလုပ်ကြအောင်မလုပ်ကြအောင်ဆိုတာဟိုကောင်းတဲ့အရာတွေ့နော်တမျိုးပေါ့တခုကြုံတွေ့လိုက်ပြီဆိုရင်အာကို့ဝိုင်းပြောမှကြောက်တယ်အဲ့ဒါကြောင့်အာကိုနေတော့ကျွန်တော် ဟိုဦးလေးလေးဖြတ်တယ်ကျွန်တော်ကူပြီးပါကျွန်တော်လိုက်ပို့ပေးလိုက်အာကောင်းပါတက်တာဝါရပြီနောက်ထပ်2ရက်လောက်3ရက်လောက်ဆန်းတော့မှတကယ်တက်တာဝါဆိုကဲကုကျင်တဲ့လူ5 6ရောက်ပေါ့ဗျာအများကြီးမဟုတ်ကိုကအဲ့လောက်ပဲမှန်းလားအဲ့လို5 6လေးကိုတွားကူလို့အစဉ်ပြေသွားပြီဆိုသူတို့လည်းပြန်မျှဝေပြီပါကိုကအဲ့လိုလေးပဲပြောတယ်ဘာကြောင့်လဲဆိုကိုကြောင့်တစ်ဖက်သားလူတွေဟိုကြမ်းမာသွားတယ်မိသားစုနဲ့အချိန်ကြာနေရတယ်အဲကုန်ကြစိတ်ကြီးကင်းစားဆိုတော့ရှိသမျှပတ်စံနေအများဆုံးကျူသွားတဲ့အရာတစ်ခုလေးနည်းနည်းနဲ့မိသားစုနဲ့နေရတယ်ကျွန်တော်အဲ့ဒါဂျင်နေပြီ အဲ့ဒါကြောင့်ကျွန်တော်ဘယ်နေရာဖြစ်ဖြစ်အဲ့လိုမျိုးလေးတချင်းဆိုတဲ့နေရာတိုင်းမှာကျွန်တော်အမြဲတမ်းမေးလေးရှိတဲ့အရာလေးပါ။အင်းဓာတ်ကင်လို့ရှင်ပူကြတယ်မှာ၄လလောက်ကြာကူရတာ။ဘာလို့ခန္ဓာကိုယ်တော့ဓာတ်ကင်ထားတဲ့အတွက်ခန္ဓာကိုယ်ကတော်တော်လေးကိုထိထားတာလေ။အဲ့ချိန်တိုင်းသူ့ကိုနည်းနည်းကူရတော့ခက်ပါအဲ့လိုပြောတယ်ဟုတ် အော်ကျွန်တော်ကဘာပဲဖြစ်ဖြစ်ပါခုနှစ်ရက်သားသမီးကိုကယ်တင်ပေးနေရဘဘရေမို့ကငါလေးဖြတ်တဲ့လူတွေအယိုးချိုးပြီးတော့လုံးဝဒီတက်တက်လုံးဒီအယိုးတွေမကောင်းတဲ့လူတွေအဲ့လိုကုပေးတဲ့လူတွေအားလုံးလည်းကျွန်တော်ကျေးဇူးများတင်ပါတယ်ကျွန်တော်အခုအနောက်ပိုင်းကျရင်တော့ကျွန်တော်သွားတဲ့နေရာလေးကျရင်ကျွန်တော်တင်တင်ပေးတဲ့သဘောပါပဲနာမည်ကြီးချင်လို့လည်းမဟုတ်ပါအာရပါခင်ဗျာဟိုဟာသူ့ရဲ့ဖုန်းနံပါတ်က39 09166330အာသူ့ရဲ့ဖုန်းနံပါတ်ပေါ့နော်ဦးညွန့်လွင်နဲ့အာအာသူ့ကိုဆက်သွယ်လို့လည်းရပါတယ်ခင်ဗျာဟုတ်ပါဘူး အနေနဲ့လိမ့်စာကသူကဒီကြောက်ဆက်ရလို့ရှိရင်မျိုးဆောင်တန်းဆိုတာရှိတယ်။အဲမျိုးဆောင်တန်းလာလို့ရှိရင် KTU ဆိုတဲ့စီတိုင်းလေးရှိအဲရောက်နေပြီးရဲဘော်ကြီးကျွေးပါဆိုတာတော်တော်လေးတော့ဝင်ရတယ်ပေါ့။ကိုယ်နဲ့လည်းအရန်ခက်ခဲလို့မဝင်နိုင်အောင်ဆိုလို့ရှိရင်လည်းအဲ့ဒီသူတို့ရွာထိန်တာမှာအဲသူ့ရဲ့အမျိုးတွေပါရှိရင်သူက IT ကိုသူသူလာမေးပြီးတော့စေးလေးနဲ့သူ့ဘာနဲ့သူပေးပြီးတော့ပြခဏခဏလည်းလာပြကြမှာလို့သူကတစ်ချိန်လာတစ်ချိန်လာပြီးရင်သူကစေးကိုနှစ်လစာပေးလိုက် ော်တစ်ချိန်လာပြီးရင်သူ့ရဲ့ဝိတုနာကသူကမေးတယ်ဘာဖြစ်တာလဲဘယ်လိုခံစားရလဲပေါ့နော်အဲ့ချိန်မှာသူကဘယ်လိုဖြစ်တယ်တွေးရတယ်တွေးရမှာဘာဘာဟုတ်ပြီအဲ့ဆိုသူကဘယ်လိုကူရလဲတမျိုးနဲ့တမျိုးကမတူဘူးလေအဲ့အဲ့ဒါလေးမေးပြီးရင်သူကအိုက်ဆေးကိုပေးပြီးတော့တိတာမှာပါအဲ့တော့ကျွန်တော်ကအများကြီးတောင်မှမပြောဘူးကျွန်တော်တချို့နေရာလုပ်လို့ဆိုကျွန်တော်ဖုန်းနံပါတ်မေးဘူးကျွန်တော်ကအမှန်တမ်းပြောရရင်အဲ့လောက်မဖြစ်ဘူးသူကလည်း6ရောက်9ရောက်လောက်ပဲလေတစ်ချိန်မှာကုနိုင်တာဆိုတော့အဲ့ဒီ9ရောက်လောက်ပဲကျွန်တော်ကကန်ပေါ့နော်ပြီးလိုက်တယ်အဲ့ဒါပြီးရင်သူ့ကိုကျွန်တော်က ပါကြီးစိတ်မရှိနဲ့စိတ်ကုံကပြောလိုက်အာနာလို့ဘာကြောင့်လဲဆိုတော့ तू က9ယောက်စာလောက်ပဲ तू ကုလေကုလာလေအဲ့လောက်ပဲစမ်းပြီးတော့ result တခုကိုစောင့်စေချင်တာဗျာအကုန်ငုံငနဲ့မသွားစေချင်အဲ့ result ချက်မှာအခုပြန်ပြောလို့ကောင်းပါတယ်ပြန်ထက်လာပါကျွန်တော်တော့အရှိန်မှာ9ယောက်3ယောက်လောက်ကတော့ကုညီပြည့်ရယ်ကုကုညီတော့အဆင်ပြေတယ်ဆိုလို့ကိုကလည်းဒါ live မှာတင်လိုက်တဲ့သဘောပါပဲဟုတ်မဟုတ်ကျွန်တော်မကုပါဘူးကျွန်တော်ဘာမှမတတ်တာကျွန်တော်အဲ့လိုတွေ့ရတဲ့နေရာကြီးမျှဝေတဲ့သဘောပါပဲ